诈骗单身、单身一保镖，俺那、啊、边拉老了，没下别下秒，新人一单身一保镖，拉钱没得怎么？俺、啊、那、这个，得有，哦、啊，你别马个嘞，D B G E D G B L，再搞起不罗马，也有路没有？ အဓိကကတော့စစ်တပ်စီကိုစီးပွားရေးလမ်းကြောင်းတွေဝင်နေတာကိုထိတ်ချုပ်ဖို့လိုအပ်တယ်။ဒါဟာရင်းနှီးမြှုပ်နှံမှုတွေသူတွေကိုအေးအေးလို့လှုပ်ရတာတခွန်းလည်းပြောမှဆိုရင်စီးပွားရေးအရာတတိပေးစာပေးလိုက်တယ်လို့ပဲတန်ချောက်ခောက်တယ်ပေါ့ကျွန်တော်ပြောတယ်လို့ပေါ့တန်ချောက်ခောက်လိုက်တာတစ်ချက်အဲ့ဒါမျိုးများများထည့်လေလေအောင်မြင်လေပဲ။ဒါဟာကိုအတွက်လည်းပြောင်းပြီးတော့အတုံးချလို့ရတဲ့နော်အာပီပိုပိုက်ပေါ်ပြစီးပွားရေးရင်းနှီးမြှုပ်နှံမှုအပေါ်မှာတည်နေတဲ့အားနဲ့ချက်ကိုအားတာချက်အပြန်ပြောင်းတဲ့နီးအဲ့ဒီတရားတစ်ခုပဲတည်ဒါရက်ခိုက်ဖက် အဲ့လိုမျိုးပေါ့မနေ့ကဟာဒီဆိုလဲအဲ့လိုမျိုးပဲအလက်ပြောင်းပေါ့မင်းတို့အမမခံနိုင်ဘူးငါတို့အမခံနိုင်လို့ကျတော့မနေ့ကရခိုင်အကြောင်းတိတက်နေလက်ပိုင်းလိုက်မှာပြောခဲ့တယ်လေအာအကြံပြုချက်နံပါတ်နေ့မှာပါတယ်လေမင်းတို့စစ်တပ်ကအမမခံနိုင်ဘူးငါတို့အမခံနိုင်တယ်မင်းတို့စစ်တပ်အတော့ကြောက်ပုံလဲကြည့်အောင်အဲ့ဒါနဲ့တူတယ်တဘပေါက်လာအဲ့လိုနီးကိုတောက်တာမျိုး view ဟာတွေကတခုပေါ့ဗျာစီစဉ်ရတော့အများကြီးရှိတာပဲလေအဲ့လိုမျိုးဟုတ်လား Hehehe ဟုတ်တယ်တွေ့မှာဒီဟာတော့တွေ့အောင်မယ်တွေ့အောင်မယ်အဲကျတော့ဒီနေ့တော့မှညနေလာမှအဲ့ရနိုးလို့နော်အာပြီးသွားပြီဆေးရတော့ဒီတော့တဘောပေါက်မဲ့ကျိန်နတ်မဲ့လို့လည်းထင်းတယ်သူတိတ်တာနဲ့မဆိုင်ပါဘူးအများကြီးတာတယ်ကျွန်တော်ပြောတဲ့ US အာဘာလဲ C2 C4 ISR ဆိုတာကမဟာဗျူဟာအစစ်စစ်တပ်တစ်ခုရဲ့ထောက်လန်းတည်ရယူနိုင်စွမ်းနဲ့အပီပြင်းတိုက်ခိုက်ချိန်မုန်းနိုင်စွမ်းပြီးရင်တိကျတဲ့ရလက်ကိုဗတ်ပေါင်းစော်ဝါနီး ေါ်ဆောင်နိုင်စွမ်းအဲ့လိုအဲ့လိုဟိုသူတိတ်တာသူတို့ရဲ့အကျင့်ဒါတော့မဆိုင်တော့သူတို့ကသူ့ကိုယ်သူတိတ်ရမှာတကယ်ကမြန်မာစစ်တပ်ဟာကျွန်တော်ပြောပြမယ်စကိုင်းဖက်ကိုနည်းနည်းပြောရင်းနဲ့ပြောပြမယ်စစ်တပ်တစ်ခုဟာစစ်ရေးသီအိုဒီမှာပဲကြည်ကြည်စစ်မျက်နှာတမတော်ဆင်းတော့တမတော်ဆင်းစစ်တိုက်မြန်မာနိုင်ငံတခုရဲ့စစ်တပ်တခုဟာတခြားနိုင်ငံတွေနဲ့ပဲစစ်တိုက်စစ်မျက်နှာတစ်ခုခွဲတိုက်ဖို့အတွက်ပဲပြင်ဆင်ထားတာများတယ် စင်မျက်နှာ၃ခုလေးပါတိုက်ဖို့မရှိဘူးဥပမာပေါ့အင်အားဘလောက်ပဲကောင်းတော့သူ့ရဲ့အင်အား level 2တဲ့တက်ရဲ့ဥပမာပေါ့တဆခွဲနော်ဥပမာတသိတသိဆိုရင်ဒီဘက်ကတသိခွဲကိုတိုက်ဖို့အတွက်ပြင်ဆင်ထားတာမျိုးပဲရှိတယ်။သုံးသိလောက်တိုက်ဖို့ပြင်ဆင်ထားတာမျိုးရှိုးဘက်ပြင်ဆင်တာမျိုးမရှိဘူး။ရှိနိုင်ဆန်းလည်းမရှိဘူး။အဲ့ဒါမျိုးကတီတန်အဲ့ဒီနီလန်းဟာနိုင်ငံရေးစစ်ရေးအပြိုင်မှုပြီးတော့ပထဝီနိုင်ငံရေးပြည်တွင်းစစ်မှဆိုရင်တအားပင်ပန်းတယ်။ပြည်တွင်းစစ်မှဆိုရင် စစ်တပ်ဘက်ကဆိုတော့ဗာလဲဗာဖျက်သီးအဲအဲ့ဒါမျိုးနေတယ်ရှိသေးတာကိုတော်လိုက်ဖက်ကနေဖျက်သီးလုံးနေတာမျိုးရှိတာကိုအဲ့ဒါမျိုးဆိုရင်သူတို့အင်အားပုံသေးတွက်ချက်လို့မရဘူးပြီးတော့စေရေးတီအိုဒီမှာအဲ့လိုမျိုးတွက်လို့မရတော့ဘူးနိုင်ငံချင်းမှဆိုရင်တော့တွက်လို့ရတယ်သူထက်အင်အားတဝက်ပို့ပြီးတော်တယ်တသိန်းခွဲရှိတဲ့တက်ကိုတသိန်းရှိတဲ့တက်ကတိုက်နိုင်ဖို့ပြင်ဆင်လေ့ကျင့်ထားတာပြီးတော့အဲ့ဒါကိုကျွန်တော်ပြောချင်တာကအင်အားအရာနဲ့ပြောတာမဟုတ်ဘူးစစ်မျက်နှာအရာဖွင့်ထားရတာချင်းပြောတာ သုံးမျက်နှာဖွင့်ထားတာတမျက်နှာခွဲပဲသူတိုက်နိုင်တဲ့အချင်းတွေဘလောက်ပဲဆိုင်းကြီးပြပြနော်ပယ်နိုင်ငံမှမဆိုးဥပမာပေါ့ဗျာကျွန်တော်တို့စစ်အာအမေရိကန်တို့ဘာလို့စစ်ပွဲတွေမှာဆိုရင်ဒီတပ်မကြီးတပ်မတော်တွေတခုဟာထိုင်နေတာထိုင်ထားတယ်စစ်မျက်နှာတစ်ခုလာတယ်နောက်ထပ်ဟာပျောက်ကြားနဲ့ကြောဝါးနေလာပိတ်ထားတယ်အဲ့နှစ်ခုလို့တိုက်နိုင်တယ်နောက်ထပ်တနေရာကနေဝင်တိုက်တာကို तू ခံမနိုင်ဘူး yes or no တဘောပေါက်လားအဲ့လိုမျိုးပြောချင်းတာ ဘက်တက်ဆိုင်နေတဲ့တသိန်းချင်းတသိန်းချင်းအနောက်က9000လောက်ကျောင်းကနေလာထိုးနေသေးတယ်။ဆွမ်းရည်ဘလောက်အမြင့်ဆုံးထားလိုက်ရင်ခုခန့်ချိန်မုံနိုင်တယ်။ဒါပေမဲ့နောက်ထပ်စစ်မျက်နှာတစ်ခုဝင်လာပြီဆိုရင်တော့ဘာမှမလုပ်နိုင်ဘူး။သိပြီ။တသိန်းချင်းလည်းဆိုင်ထားတယ်9000လောက်အနောက်မှာရှိတယ်။ဘေးကနောက်တစ်မျက်နှာတက်လာရင်သိတယ်။ဒါပဲစက်တက်မှဆိုသိတယ်။အဲ့ဒါဖော်မြူလာပဲ။အဲ့ထက်အဲ့အတွက်လေ့ကျင့်ထားတာမဟုတ်လေ။၃မျက်နှာကနေ Y ဘေးနာတော့မခံနိုင်ဘူး။အနောက်ဖက်မှာတော့9000လောက်ပဲရမှာ။ဒါအစွမ်းရည်ရှိမှနော်။ပြီးတော့ပြောချင်တာက ်ဒါ theory ထဲမှာ formula ထဲမှာကြိုက်တဲ့နေ့ကလေးလာလိုက်တွေ့တယ်အခုအခြေအနေကတိုက်ပွဲတရင်ဟာကျွန်တော်တို့ကြည့်နေတဲ့ပြည်တွင်းစစ်ရဲ့မူလဖွင့်ဆိုချက်ကျွန်တော်ဆိုလိုချင်တာကဒီနေ့ကိုဥထွားကျော်တို့ line မှာလည်းကျွန်တော်ရေးပါတယ်ကြားဖြတ်တန်ရှင်းတန်ရှင်းရေးပေါ့ဗျာအဲ့လိုမျိုးလာလောက်တာမဟာဗျူဟာမြောက်ရှင်းလင်းရေးတန်ဆင်ရေးပေါ့ဗျာလာချင်မဟုတ်တဲ့သဘောအဲ့ဒါကတရုတ်နော်မြေပြင်မှာကလည်း DBGF DGBA စက်ကောက်စီဘလုံးမအေးယူလို့မရဘူး yes or no သူ့လူတွေလေအေးယူတာနဲ့ KNU ရဲ့စစ်ဆန်ခိုင်းထားတဲ့ DGBA ကိုသူ့ဟာသူပြန်ပြီးတော့ထိတ်တိုက်ထိတ်ချုပ်ခိုင်းထားတဲ့အုပ်ဆောင်ကိုပါဖြိုးစလို့ဖြစ်သွားပြီးသူ့အာဏာကိုပြုတ်မှာ KNU ကတက်တိုက်လို့ရောက်သွားပြီမဟုတ်လားမနပြပညာအစเนาะတမ9တမ6တော့အာ BGF ဆော့ချစ်သူ့ဟာအမကန်ထိတ်ချုပ်ပေးတော့လားစက် KNU လေ KNU မလုံနိုင်အောင် တော်လိုင်းကြီးမလုံးနိုင်အောင် BGS ထိထားတယ်လို့ပြောလို့ရတယ်မဟုတ်လားအဲ့ဒါကိုအရေးယူပါဆိုတော့ယူလို့မရဘူးစစ်ကောက်စီပြတုံးမှာမြောက်ဝတီတိတ်တဲ့ပွဲလိုမျိုးပေါ့ဗျာမဟုတ်လားအဲ့လိုမျိုးချင်းနေအဲ့ဒါတမြင်တာမြေပြင်မှာသူ့အတွက်အားကိုးရတဲ့ဥစ္စာရောဝင်ငွေရလမ်းကြောင်းလည်းဖြစ်နေတယ်နော် BGS ကဗာလဲ DKP အရင်ဖြစ်လာတာပေါ့ဗျာ Sochi to KNA ဘာညာတလကပေါ့မဟုတ်လားအဲ့ဒါတစ်ချက်အဲ့ဒါကို तू က တရုတ်လူမျိုးတွေထိလို့ကြားဖြန့်အေးအေးယူပါဆိုရင်ဒါဗာလဲတစ်ဆက်နှစ်ဆက်ခွန်ပုံစံမျိုးစောချစ်သူ့ကိုသူအေးအေးယူလို့မရဘူးသူပတ်သက်နေတယ်ပတ်သက်နေတဲ့အပြင်ပါကိုစေရေး KNU မတိုးလာအောင်လဲကာထားပေးတဲ့ဓာတ်လည်းဖြစ်နေတယ်ဟိုမှာအဲ့လိုမဟုတ်ဘူးတစ်ဆက်နှစ်ဆက်ခွန်လောက်ကင်မှာအဲ့လိုမဟုတ်ဘူးအပိချေမုံလိုက်လို့ရတယ်ဟိုဘက်ကတီတန်ကသူ့ကနဲ့သူတိုက်တာမတူဘူးဒီတော့ဒီမှာကပြန်ကောက်ွယ်ပေးရမယ့်အခြေအနေပါရှိနေတယ်စစ်ကောက်စီရ BGF DKB ဆော့ချက်သူမဟုတ်လားအဲကြောင့်မို့ဆော့ချက်သူစိတ်ကြိုက်လုပ်လို့ရတယ်လို့ကျွန်တော်ပြောတယ်လေ Yes or no တဘောပေါက်လားအဲ့တော့အဲ့ဒီအခြေအနေမှာတခါအနောက်ကလည်းဖိအားပေးနေပြီကျွန်တော်ပြောတဲ့သုံးမျက်နှာရင်ဆိုင်မှုပေါ့နှမျက်နှာအဲနှမျက်နှာက BGF ကိုဖြေမုတ်လို့လည်းမရဘူးဝင်ငွေကလည်းရနေတယ်တရုတ်ကလည်းအနောက်ကဖိအားအသက်တန်ပေးနေပြီမင်းလုံးမလားငါလုံးရမလားဆိုတဲ့အခြေအနေမျိုးအဲ့ဒီတခါမှာအမေရိကန်ကတခါ အထူးထောက်လန်းစုံစမ်းခြေမိုးကြီးအဖွဲတွေပါတွေဖွဲ့ပြီးတော့သူ့ကိုတစ်ခါလာထိုးနှက်တော့မယ်။သုံးမျက်နှာဖြစ်သွားပြီ။ပေါ်ပေါက်လာ။မြေပြင်တမျက်နှာမှာတော့အသက်တန်ဖက်အန်လေးရောက်သွားတယ်မြောက်လိုက်။နော်ကုမင်းဆွေးနေပဲသွားတယ်၆နိုင်ငံဆွေးနေပဲကြားဖြတ်နေနေရမှာခြေမိုးရမယ်ဆိုပြီးတော့နေနေဖို့ကသူ့ဘလို့နေနေမှလည်းနေနေလို့မှမရတော့သူပတ်သက်ပါဝင်နေတာ။အဲ့တော့ तू ကအာအမျိုးမျိုးပုံစံခင်းရအောင်မှာဒါကတမျက်နှာအရှိတမျက်နှာနောက်တမျက်နှာတစ်ခါအမေရိကန်မှာတစ်ခါဝင်လာပြီးတော့တမျက်နှာသုံးမျက်နှာ ဲ့ဒါမျိုးဆိုရင်မလွယ်ဘူးလို့ပြောတာ yes or no တော့ပေါ့တော့မလားဒါစစ်တုံးမျက်နှာကျွန်တော်ပြောတဲ့လက်နက်ကိုက်တက်တစ်ခုရဲ့ဘလောက်အုံနောက်ပဲကောက်ကောက်တိုက်ဆွမ်းရည်ပဲရှိရှိတုံးမျက်နှာကိုမလွယ်ဘူးထိုးကြွေးလို့လည်းမရဘူးထိုးကြွေးတာကအခုပဲတိုင်းချမ်းဆိုတဲ့ဝင်းထဲမှာရှိတဲ့ကြားဖြတ်အလို့ရုပ်ဖြိုချပြနေတာဒါထိုးကြွေးနေတာမရသေးဘူးအခုချိန်နေရဘာလို့ဆိုရင်အဲ့လောက်နဲ့မရမရတော့ဘူးအမေရိကန်လည်းလက်မခံဘူးအဲ့လောက်နဲ့တရုတ်ကလည်း အမေရိကန်ဖိအားပေးလာလို့ပို့အရှိတက်လာတာပဲအဲ့ဒါကပို့ဆိုးလာတယ်အမေရိကန်ပါလာလို့တရုတ်ကမင်းလုံးမလားငါလုံးရမလားဆိုပြီးပြင်းပြထထန်ဖြစ်လာလာသဘောပေါက်လာအဲ့တော့တိုင်ပတ်နေခေါင်းနေပူနေပြီခေါင်းမွေးထောင်းနေပြီပေါ့ဗျာအဲ့လိုချင်းနေသူကထိုးကြွေးလို့လည်းမရမရှိမဖြစ်မရှိမဖြစ်ပဲလေသူကကပေးထားတာဘာလို့ဆိုရင်ကျွန်တော်ပြောတဲ့ KNU တော်လိုင်းကြီးကိုဆက်လုပ်လို့မရအောင် BGATKPA ဆော့ချစ်သူတို့ရဲ့အပိတ်နေတာပဲလေကရင်ကရင်ချင်းထောက်ထားတဲ့အကွက်လေမဟုတ်လားရောအဲ့ဒါကိုဖြုတ်လိုက်ရင် KNU ကတက်ကြုံမှာပေါ့အရန်ကုန်တိောက်ရောက်လာအောင်လည်းမသိဘူး내ဖြတ်တဲ့ဘက်ခဟုတ်လားဘာမှမကြည့်ပါနဲ့ဘူအစေးဝါတို့နောက်ကျောဓာတ်ထုတ်ခံရတဲ့မြောက်ဝတီမှာတိုက်ပြီးတော့ဂိတ်တကိပဲအမတ်နဲ့တဓာတ်တစ်ခုပဲကြံတော့တဲ့ဟာကိုပြန်ဆုတ်ခိုင်းတယ်ဟုတ်လား အဲ့လိုမျိုးချင်းနေဘေးကျန်းနေကြအဲ့ဒီမှာရှိသေးတယ်အဲ့ကြောင့်မို့မောတာဘက်ကိုကစားတာတွေကြည်ရမယ်ခရင်ပြည်နယ်ဘက်ကအာယုဆားရမယ်လို့ကျွန်တော်ပြောတယ်အဲ့လိုနုကြည်ရပါစာထုတ်လိုက်သေးတယ်တကယ်ကတော့ကြောက်ကက်ကန်တာဘာမှမဟုတ်ဘူး तू မပအောင်ဆိုပြီးတော့ကြောက်ကက်ကန်တာကျွန်တော်ပြောတယ် तू ကန်လိုက်မယ်လို့ကျွန်တော်ပြောတယ် तू နုကြည်စာထုတ်တာကြောက်ကက်ကန်တာဒါကတော့ရှင်းတယ်ပြည့်မလားပတ်သက်လာစီးရင်ဘာမှတော့လာရေးအဲ့လိုရှုံးပြီလေကြောက်ဖြန်းတဲ့စာချိတ်လို့ကတော့ဆောက်တလဲဖြစ်ပြီဆိုတော့ သူကြောက်ကက်ကန်တဲ့သဘောနုကြည့်ရတော့ဘာမှမဟုတ်အမေရိကန်တွေဘာတွေသူနဲ့ပတ်သက်တာလည်းမဟုတ်တိတာလည်းမဟုတ်ဘူးပြီးတော့ဆက်ပြီးတော့ကြည့်အောင်ကျွန်တော်ပြောချင်တာသုံးမျက်နှာချင်းဆိုင်နေရတယ်ခက်တာကအဲ့သုံးမျက်နှာလောက်ကသူ့အမေရိကန်ဖိအားပေးထားတာဆော့ချစ်သူကလည်း KNA KNA ဆိုပြီး2024အစမှာဘက်တစိတ်ပြောင်းပြီးတော့ဖွဲ့လိုက်တာကစစ်ကောက်စီကိုဖိအားပေးတာမင်းငေါကောင်မလားနေကရင်ကရင်ချင်းချင်းငါတို့ပခုတ်ဖက်လိုက်ရမလားဆိုပြီးတော့စစ်ကောက်စီကိုချိတ်ချောက်တာအကြမှုပဲချက်ချင်းရောက်ချောက်လာတာပေါ့ဆိုဝင် လက်ဖက်ချအဲ့ဒီရောက်သွားပြီးတော့မဲဒေါက်ကာဆာမူယူလိုက်လို့ဘာလို့ညာလို့သွားကန်းလန်းတာပဲလက်မခံဘူးဆော့ချစ်သူကတကယ်လူပါဟုတ်လားအခုချိန်နေရဖီအဲ့လိုဖြစ်သွားတာနော်ဟုတ်ကြားဖြတ်ဟာနေရတိုင်းချိန်ကြားဖြတ်ဟာမချိန်မဟုတ်ဘူးမလွယ်ဘူးကြားဖြတ်ဆိုတာကျွန်တော်ပြောပြီးချိန်မုတ်လေးလေးပြန့်နိုင်ပြီးထွက်လာမယ်ဟာကပို့ဆိုးအဲ့ဒါအာအဲ့ဒါကဖြစ်ရှင်းတာအခက်တယ်အဲ့ဒါကျွန်တော်ပြောတဲ့ဥစ္စာကခေါင်းလေးဖြိုးတာ အခုကဂါအောင်ဖီအားပေးနေပြီလေတော်တော်ခက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 ်ဖြစ်နေပြီထပ်ကြည့်ပါဦးဟိုကြားဖြန့်ရဲ့ရာဇဝမှုတိုင်းကိုရှောက်လွဲပြီးတော့အခြေမုံမဲ့ဟေးဆိုရင်မြန်မာနိုင်ငံအတိုင်းမှာလူတိုင်းလူတိုင်းအေးရေးထွက်ပြီးတော့တမျက်စီလဲပြီးတော့ခါရမှာဘာလို့ဆိုရင်နေရအနာဖြစ်နေပြီပြီးတော့ပြောချင်တာဥစ္စာကထပ်ပြီးတော့ကြည်ကြားဖြန့်ကအဲ့ဒီကရင်ပြည်နယ်ဖက်ကိုလဲလာတာကျွန်တော်ပြောခဲ့ပြီးပြ KNU တို့ဘာလို့အရင်ဆုံးစွတ်ချစ်သူကို ကိုကိုတိုင်းအေးအေးယူတင့်တယ်လို့ကျွန်တော်ပြောခဲ့တာကြားလာပြီးပြီးခဲ့တဲ့တစ်နှစ်လောက်ကဘာလို့ဆိုရင်ဟောလဲမြင်ငါခါတို့ KK ပတ်တို့ဘာလဲအာမြင်ငါခါကြိုက်တယ်လို့လို့ဘာပဲဘလောက်ပဲညင်းနေညင်းနေနော်ဟိုအဖူးဘာလဲမူတူဘာလဲစေဦးတီချုပ်ဆန်အေတော်ဘတ်6တန်းတန်းအခိတက်ကြီးတွေကျွန်တော်ပြောတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်ပဲအဲ့ဒါကိုဖြည့်ရှင်းနိုင်ပို့ကောင်းတယ်ကိုကိုကိုဒါလူငယ်တွေတောင်းဆိုရနော် KNU ရဲ့အာ ဘာလဲတမ်ဟာရီအလုံးစုစီဝီပွဲတွေပါအတန်းတန်လောက်တယ်ဘာဆိုလဲမသိလောက်တာအဲ့ဒါမျိုးနဲ့ပြောင်းလဲလိုက်တယ်ဒါပေမဲ့မရောက်ဘူးပတ်သက်မှုကတအားနဲ့ရှမ်းသွားပြီဆိုချစ်သူကလူလဲအဲ့တော့အဲ့ဒီအခြေအနေဖြစ်နေပြီအဲ့ဒီအခြေအနေကို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 ဖြည့်ရှင်းမှရတာဆိုလိုချင်တာကအခုအချိန်မှလည်းနော်ရဲရဲတဲတဲအနာကိုဖြတ်ချပြင်မှရမှာမဖြတ်ချရင် KNU တမိုင်းတော်ပြီပါတာပေါ့ IUG ပါမန့်ချက်တော့သိတယ်လေပြောခဲ့ပြီးပြီအခုက ကြောက်ကကန်တာပေါ့ဆောက်ထုံဟိုပူပေါင်းဆောက်ရမယ်လို့ तू ကဘယ်တော့ပူပေါင်းပါလဲဒါကမပြောတော့ပါဘူးပြောခဲ့ပြီးပြီအခုပြောချင်တာကစစ်မိပြအစိုးဖြတ်ကအဲ့ဒီလိုမျိုးတိုက်ပွဲတည်နေမှာမတည်ဘူးပြည်တွင်းစစ်ဆိုတဲ့သူများတွေပဲပြောပြောကိုကကိုပဲတုံတုံလက်တွေ့အကြဆုံးကသူများတန့်ဆင်းဆင်ချက်ဖို့တမယ်စီလဲတော့ကိုကခံရတော့မှမသိရင်ကြားဖြတ်ဆိုနေမှာတိုက်ရင်လည်းကိုဘခံရအောင်မယ်ထောက်ချောင်းဆင်ပြီးတော့လက်ထားလိုက်ပြီးတော့ကြားဖြတ်ရှိနေတယ်ဆိုပြီးလုံးရင်လည်းထောက်ချောင်းမိသွားနိုင်တယ် ဟုတ်လားလောက်တော့လောက်လို့ရတယ်ညံများတော့ကိုမသိနိုင်နိုင်ငံကြီးတွေရဲ့ညံများချက်ကတအားပြပြင်တာမျိုးတွေလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်ကိုဘတော့ကိုအေးအေးယူရင်အဲ့လားမဖြစ်ဘူး yes or no သူများအေးအေးယူခံရတယ်ဆိုကြတယ်ကိုအသုံးမချလို့လေကျွန်တော်ပြောခဲ့ပါတယ်ဒီခရင်တွေဘဝတွေမှာဘာမှမဖြစ်ဘူးဆိုတော့ဒီလိုမျိုးချင်းနေပါပြီးတော့ဟုတ်ဂျော်နီဟုတ်တယ်ဟုတ်တယ်နော်ဒါတော်တော့နာမည်ကြီးတယ်နော်ဂျော်နီတို့က ဂျော်နီဘာညာတလကာရီကဂျော်နီဂျော်ဘီညီကိုတွေလေဟိုညာသူစခန်းထဲဝင်ပြီးတော့ဘင်းလာမှာအမကန်တချေရပြောပါတယ်လူပြိုတော့တရုတ်မြောက်ပိုင်းဒီကြားဖြတ်ခေါင်းကင်တွေကိုအာတရုတ်နိုင်ငံသားထိခိုက်လို့ဆိုပြီးတော့တစ်ဆယ်နှစ်ဆက်ခွန် operation မိစိတ်ပြတယ်လို့ကျွန်တော်ပြောခဲ့တယ်အစမှာအဲ့ဒီကနေပြီးတော့လောက်ကင်ချဆုပ်တယ်အဲ့ဒါက MND ထိချုပ်တယ်ပေါ့ဗျာဒါကတော့သူတို့ရီမတ်ချက်နဲ့ကိုင်းညီတို့ပြပြအောင်အလုပ်ပေါ့ တစ်ဖက်ကဒါဟာတရုတ်အမျိုးသားလုံခြုံရေးကိုလည်းကာကွယ်ပြီးသားဖြစ်သွားတယ်။နောက်တစ်ဖက်ကတရုတ်ရဲ့မဟာဗျူဟာများဩဇာလွှမ်းမိုးမှုဧရိယာအခိုင်အမာတည်ဆောက်လိုက်ပြီးသားလည်းဖြစ်သွားတယ်။အခုဆို TNAAD ဖြစ်သွားပြီ။ဒီပေါ်မှာမျက်စောင်းနေထိုးနေကြတဲ့စက်ကောက်စီနဲ့ဘာလဲလာရှိုးအဝမှာဖြစ်နေကြရန်ဖြစ်နေကြဒါပေမဲ့တရုတ်ကငါဘာအတန်မှမကြားချင်ဘူးဆိုပြီးပြောထားတဲ့အတွက်ကြောင့်ဘာမှအတန်ထွက်မပြေဘူးအန်ကျိပြလိုက်လက်သေးနဲ့ချိန်ပြလိုက် ချမလားဆိုပြီးစိတ်ခေါ်လိုက်တစ်ဖက်နဲ့တစ်ဖက်လုံနေကြအဲ့ဒီလိုမျိုးငါဘာအတမ်းမှမကြားချင်ဘူးဆိုတဲ့ဥစ္စာကြီးကခံနေတော့စိုးနေတယ်စိတ်ကောက်စီရောကိုကန့်ရောဖြစ်နေတယ်အဲ့ဒီလိုအဲ့လိုသဘောပေါက်တယ်မဟုတ်လားကိုစီရောရေးတယ်လို့ပဲရီပြလိုက်မဲပြလိုက်လုံနေကြသလိုပဲအဲ့လိုပဲတယောက်ကငါဘာအတမ်းမှထပ်မကြားချင်ဘူးနောက်ရှုမှဆက်ဆံရုပ်လောက်ဖွင့်ထားတယ်တိတ်ရှိချင်းမကြခဏလောက်လဲတယ်ပြီးတော့ပြောချင်တာကဒီဖက်က လောက်ကန်ကြဆုပ်သွားတဲ့အခြေအနေမှာအကျိုးမြတ်အပြည့်ပြင်ဆုံးရတာကတရုတ်အမျိုးသားလူ့ချုပ်ရေးကောက်ွယ်တဲ့ကျိုးနီတာထားတော့ပြည်ပြင်သွားတယ်ပြီးတော့အဲ့ဒီအဖွဲ့အစည်းပေါ်မှာမဟာဗျူဟာမြောက်ဩဇာလွှမ်းမိုးမှုကိုကစားစမ်းကြည့်တဲ့သဘောတည်းလာချိုတီရောက်လာတော့မစင်မချင်းတိုက်တဲ့ဆိုပြီးတော့ပြန်ပြီးတော့လှုပ်တာပေါ့သူပတိုက်ခိုင်းဘူးပြီးတော့အဲ့လိုအခြေအနေမျိုးနဲ့သူအဲ့ဒီဩဇာလွှမ်းမိုးမှုအေရီးယားခိုက်ခိုက်မှမှတိဆောက်ပြီးသားဖြစ်သွားတယ်တောင်ပိုင်းကိုကြည့်အမေရိကန်ဘန်ဒါရေးဝင်ကြီးဌာနကနေပြီးတော့အကြမ်းဖက်လုပ်ငန်းတွေ လူကုတ်ကူးမှုတခြားတခြားရဇဝမှုကလီစာထောက်ရောက်မှုအာဘာလဲဝက်ခေါင်းချိန်ပြီးတော့ဘာခေါင်းရောက်လဲဆိုတော့ဥစ္စာတွေတော့အကုန်လုံးပတ်သက်နေတာဟာတွေကအသက်သေလက်နဲ့ဟာ CSI အဲ့တို့နော်ဒီ Jason Tower တို့တွေပြောနေတာတွေရှိတယ်ဒီတော့မြောက်ပြည်ရွှေကုတ်ကူအားနေပြီးတော့တဖြည်းဖြည်းတခြားနေရာတွေပြန့်နှံ့နေတာလည်းသိတယ်အဓိကအခုဆိုရင် မေလာတို့ကစောချစ်သူနဲ့သူ့သားတွေအခုဆိုရင် DKB တွေကခေါင်းဆောင်တွေ DKB ဆိုတာကရင်လက်နက်ကိုင် ဟုတ်လားကျွန်တော်ပြောချင်အဲ့ဒါ BGS ဆိုတာပြဿနာမရှိဘူးစက်တပ်ဖက်ကနေချဆောက်တက် KNA ရသူဟာသူပြောင်းတာ DKBA ဆိုတာဒီရင်းနဲ့နှက်ခိုင်းထိုးတက်တော့ဗုဒ္ဓဘာသာပညာသားတက်ခါကျွန်တော်ပြောတာအဲ့ဒါပဲအဲ့တော့အဲ့ဒီအခြေအနေကပြင်းမှတ်ထားတဲ့ခပိတ်ဆို့မှုလောက်ရတဲ့ဆိုကြရတော့ကျွန်တော်တို့အဲ့ဒီတလုံးမှာဟုတ်ကမင်းတို့ဟုတ်ကအမှ ရန်ဖြစ်လို့ပြဿနာချနေပြီမေခိုးလာတယ်မဟုတ်လားမေလှုပ်လာတယ်မဟုတ်လားမေသူများဟောက်လှုပ်တယ်မဟုတ်လားဆိုပြီးတော့ကိုယ်အိတ်ထဲကပြဿနာဖြစ်နေတာဥစ္စာကိုသူများလာပြီးတော့ဖမ်းဖို့လုပ်နေတာမျိုးနောက်တစ်ခုကတရုတ်ရဲ့အဲ့ဒီမြောက်ပိုင်းရှင်းလင်းရေးမော်ဒယ်ကိုအဲ့ဒီပုံစံမျိုးကိုတရုတ်လုပ်နေတဲ့အခြေအနေကိုမြင်လို့အမေရိကန်ကထပ်တူတောင်ပိုင်းမှာလာပြီးအတုံးပြတဲ့သဘောမျိုးတွေးရတယ်ဟုတ်တယ်အဲ့ဒီသဘောမျိုးတွေးရတယ်သူ့မှာအနောက်ကအက်ရှင်ပါလာတယ်လေစုံစမ်းထောက်လန်းဖြုတ်ခွဲပါ냐 FBI တို့ ဒီ EA တို့နဲ့အထူးထောက်လှမ်းရေးစုဆိုင်ရေးအဖွဲ့တွေပါလာပြီးဆန့်ရှင်ချတယ်ပြီး DKB DKBA ဆိုတာကကရင်လက်နက်ကိုင်ကြာပြီ DKBA လည်းပဲတူတူပဲတိတ်ခေါ်ပါဦးစောချစ်သူတွေရှိသေးတယ် KNU KNLPC တို့သူကတော့အခွန်ကောက်တာတကယ်ရှုပ်ထုပ်များကြီးပဲဒီတော့နိုင်ငံကမူခင်းလုပ်ငန်းတွေကိုနိုင်နေချင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေဝင်လာတဲ့ဥစ္စာကနော် ဘာမှမဟုတ်ပါဘူးမင်းတို့အဖြစ်လည်းမရှိပါဘူးဆိုတာမျိုးအဖြစ်ခံမှာတော့မဟုတ်လောက်ဘူးတိုးတိုးလာဖို့များတယ်လို့ပြောချင်တာဘာလို့ဆိုရင်နိုင်ငံကြီးလုပ်ပြီးတော့ဘာဆောက်ဆင်းမှလည်းမရှိဘူးဘာလည်းဟုတ်တာမဟုတ်ဆိုတာမျိုးတော့အဖြစ်ခံမှာမဟုတ်ဘူးပြည်ပြင်အောင်တော့တိုးမှာပဲတစ်ဖက်ကတရုတ်ကလည်းတိုးလောက်မှာပဲတိုးရင်တိုးရင်တော့အဲ့လိုက်အာ sorry ခရင်ပြည်နယ်ဖီအားများလာနိုင်တယ်စစ်ကောက်စီရော KNU ရောဘာလို့ဆိုရင်နိုင်ငံကြီးတွေရဲ့လှုပ်ဆောင်မှုတိုင်းဟာ တိကျပြပြင်အောင်လုပ်ဖို့လုပ်တယ်လေတိတ်ခါကြောက်မအောင်အဲ့လိုမျိုးဒီတော့ဒေတာတွင်ဒါပေါ့ကျွန်တော်ပြောထားတဲ့ခေါင်းစဉ်မှာကအဲ့ဒါကိုပဲသွားနေတာ proxy battle v ဖြစ်လာပြီအားပြိုင်မှုဆိုတာကစစ်တိုက်တာပြောတာမဟုတ်ဘူးငါအတမျက်စီလဲမယ်အားငါတော့ဖုတ်ဆုပ်ဆက်နဲ့လာခါမယ်ငါကျတော့ AI နဲ့တမျက်စီဆက်ရုပ်နဲ့တမျက်စီအမိုက်တိုင်ပေးမယ်ရှင်းရှင်းပြောရတတ်ရှင်းရင်လုပ်ပေးမယ်ကိရင်ပြည်နယ်မှာအဲ့လိုအားအားဆိုင်ပြီးတော့တတ်ရှင်းလုပ်မယ်ပေါ့ဗျာအဲ့လိုမျိုးတိုးလာမှာ ပြီးရမလားစစ်တရုတ်ကလည်းအခုပဲခြားနိုင်ငံဆိုပြီးတော့ကုမင်းမှဆွေးနွေးတဲ့အာမခံချက်ထွက်လာတယ်စစ်ကောက်စီကမဖြစ်တဲ့ညာဖြစ်တယ်တကယ်သူလှုပ်လို့မရဘူးအဲ့တော့တရုတ်ခိုင်တော့စစ်ကောက်စီထိချင်မှထိမယ်ခက်တာကအနောက်နိုင်ငံလာခါတာလည်းပဲစစ်ကောက်စီနဲ့ပူပေါင်းပြီးခေါင်မလို့ဖြစ်နေတယ်အဲ့တော့စစ်ကောက်စီကသူကတော့နှစ်ခုစလုံးရဲ့ဖိအားရောက်လာတော့အာခေါင်မရမဟဲ့ဆိုပြီးတော့အစအုံနောက်ထပ်နဲ့လှုပ်လာထပ်ဖြုံလို့မသိပါဘူးအဲ့ဒါအကွက်လောက်ပဲရှိတာဟုတ်အဲ့ဒါတွေကနော် အမေရိကန်ရောတရုတ်ရောဖီးပြနေသလိုဖြစ်နေတယ်မင်းကငေါ့လန်ဒေါင်းရောလောက်ဆိုပြီးတော့ဟိုကလှုပ်ထက်လာလေအုံးမယ်ဟုတ်လားဒီကောင်တွေကမသိပဲနေမလားဘယ်နေရာမှာရှိတယ်ဆိုတာဟိုအီသီယိုပီးယားလိုနိုင်ငံလေးလည်းမဟုတ်ဘူးပြီးတော့သူတို့နိုင်ငံရဲ့2024တနှစ်တိုင်းမှာကိုဘီလီယံ7ဘီလီယံအထက်ခြေပြီးတော့ကိုမှအာလိမ့်လည်ခံရတာဒီတော့အမျိုးသားလှုပ်ချုပ်ရေးအစင်ခေါင်းစဉ်နဲ့အောက်ကလာလာကြောက်စရာအခြေအနေရှိတယ်သတိထားဖို့လိုတယ်စောင့်ကြည့်ဖို့လိုတယ် တရုတ်ကကြတော့သူဘာညာတာကရှင်းရှင်းပြောရင်တော့တရုတ်ကလည်းတရုတ်ကဥပါတယ်နော်2024လောက်ကလေးကရွှေကုတ်ကိုမီးဖြတ်အင်တာနက်ဖြတ်ဆိုပြီးထိုင်းရနေဖိအားပေးတာမျိုးတွေနောက်တက်စင်ဘာလဲတမီးဝင်ကြီးချုပ်ဖြစ်တဲ့ချိန်မှာထိုင်းတရုတ်ကိုသွားတာတွေဘာညာလုံးမဲ့ဆိုပြီးတော့ရှင်းရှင်းပြောရင်တရုတ်ကထိုင်းဘက်ကရောမြန်မာနိုင်ငံရောဝင်လာပြီးအမေရိကန်ကဒီပြည်မှတ်တစ်ခုတည်းနဲ့လာလာနည်းနည်းတော့ရှုပ်ထွေးမှုရှိသေးတယ်နောက်မှအဲ့ဒါပထဝီနိုင်ငံရေးအာစကန်စင်တာအရေးယူမှုတွေပေါ့နည်းနည်းနောက်မှပြောပြမယ်လေအချက်လက်လို့သိလို့ ဒီတော့ပြောချင်တဲ့အချက်က East Forum East အရှာ Forum ကနေပြီးတော့ပြောတဲ့အချက်နဲ့တူနေတာက organization ဆိုတာကတစားစီပြိုကွဲတာမျိုးကွဲထွက်သွားတာမဟုတ်ဘူးအစိမ့်စိမ့်မွမွနဲ့သူ့ပိုင်းသူ့ပိုင်းလိုက်နော်ဟိုပြည်နယ်မှာအစိုးရဖြစ်လဲဖြစ်မယ်မဟုတ်ရင်လည်းဟိုဖုံးစိုးမြင့်ဖြစ်လဲဖြစ်နေမယ်အဲ့လိုမျိုးအပိုင်းလိုက်ဖြစ်နေတဲ့အခြေအနေတရုတ်ကမြောက်ပိုင်းကိုသူ့ဩဇာခံ MNDAA ကနေပြီးတော့ထိ ंछ ုပ်လိုက်တယ်လို့ဖြစ်သွားပြီးတော့တကယ်လို့ အမေရိကန်ဥပမာ time ပေါ့ဗျာတောင်ပိုင်းနဲ့ဆက်အဲ့ဒီစီးပွားရေးကိုပိတ်ဆို့ပြီးရင်မူခဲနေနေရေးခေါင်းစဉ်အောက်ကတွဲပြီးတော့စေရေးလေ့ကျင့်မှုများလောက်လာမယ်ဆိုရင်တော့ပြဿနာပဲပွဲပဲသိရမလား time မှာမြို့သား time ကအစကတည်းကတရုတ်ရဲ့ဖိအားပေးတော့ဟိုနော်မလွန်ဆန်နိုင်လို့ခံနေရလားအမေရိကန်ကနည်းနည်းလေးအလံဝေးဝါးချင်းမှာတရုတ်နဲ့ပို့နီးစပ်လာတဲ့အခြေအနေကိုအမေရိကန်ကကောက်ကောက်သိတယ် yes or no တိပြီးသွားပါဟုတ်တယ်မဟုတ်လားထိုင်းကတရုတ်ဘက်ကိုတဖြည်းဖြည်းနီးလာနီးလာတော့အမေရိကန်ပြန်ဆွဲဖို့လိုတဲ့အခြေအနေကအောက်ဆိုင်မယ်လို့ထင်တယ်ဟုတ်လားဘာလို့ဆိုရင်အစတော့ထိုင်းကအမေရိကန်ဘက်ကနီးဆက်တယ်လေအခုကမဟုတ်ဘူးတရုတ်လက်အောက်ခံလို့လိုတာဖြစ်တော့မယ်သူများဖောက်တော့မယ်လို့ဘာလို့ညာလို့တို့ပေါက်မှာပါမလကဒလိုင်းမောက်ကိုကဖို့ဖြစ်ချင်းလည်းဖြစ်မှာပေါ့ဒါတော့ကျွန်တော်အမြင်ဒါတော့နည်းနည်းဝေးသွားပြီပြည်တွင်းနဲ့ပြည်တွင်းပြတ်သွားလိုက်မယ်နော် နောက်မှာပဲထပ်ပြောတော့မယ်ပထဝီနိုင်ငံယူအနောက်အုပ်စုဟာတောင်ပိုင်းကိုမြဝတီကိုပဲဦးစားပေးပြီးတော့ဒါအချောင်းပြချက်ကတော့ပေးထားပြီးပြီလေအခုခင်လာတဲ့အတန်းအပါဆန့်ရှင်နေပေါ့ဘူခင်းနေနေရနေလာမယ်ပေါ့ဩဇာထူထောင်ဖို့အရေးရချက်ပေါ့ပါလာမယ်လို့ကျွန်တော်ကပြောချင်တာအမေရိကန်ထိုင်းပေါ့ထိုင်းဖြစ်ချင်တယ်ဖြစ်မှာပေါ့ဒါမှမဟုတ်လဲဟိုတခြားနီးပေါ့ဗျာဩဇာထူထောင်မယ်ပြန်ပြီးတော့အရင်ပုံစံမျိုးပြန်ချီနောက်မယ်ထိုင်းကိုထိုင်းမှာအပြတ်ခံရမှာပဲဒီတော့ တကယ်လို့သာနောက်တစ်ချက်နော်အနာအုပ်စုကရခိုင်အရခိုင်ရဲ့အရေးပါမှုပါအတိမတ်ပြုပြီးပါလာမယ်ဆိုရင်ဘာဖြစ်မလဲစဉ်းစားစရာပဲအဲ့လည်းကတော့မဖြစ်လောက်ဘူးဒီနေ့မနေ့ကကွန်မန်းမှာတွေ့တယ်လို့ပဲနော်ပိုက်လိုင်းဖိအောက်ကိုထတ်တိုးဖို့အတွက်အလဘိုင်းပိုက်လိုင်းလမ်းကြောင်းတွေကိုတိုက်ခိုက်ဖို့အထိရှစ်တိုးလာမယ်တောင်းတာနှထိုးကြီးလို့ဖက်ကုန်များတိုးလာရင်တော့အဲ့ဒါအနောက်မှာခုခုရှိနေပြီထင်တာပဲအဲ့ဒါဆိုတော့ ပရောစီကိုဝါဂျားခန့်ဘာညာတာကခေါင်းစဉ်အော်ဒယ်ကနေကစားတာဖြစ်သွားပြီမတူတော့ဘူးအဲ့ဒါရှောင်လို့မရဘူးပရောစီရောကိုဝါရောဖြစ်ချင်းလဲဆိုရင်ဘယ်လိုမှရှောင်လို့မရဘူးကြည့်ကြက်ပြီးတော့တွားရတော့မချင်းနေဒါပြောထားခဲ့တာနော်နောက်မှကျတော့အတီးပြုတ်ပြီးတော့ထပ်တော့တိုက်အောင်မယ်သိရမလားအေအေတို့အနောက်အုပ်စုကဆိုပါတော့အဲ့လိုမျိုးဒီလောက်ပဲမတိချသေးလို့အချက်လည်းမရသေးလို့ဒီတော့မြန်မာနိုင်ငံဟာစစ်တပ်ရဲ့ဗဟိုချုပ်ကိုင်မှုအာဝန်တွေလွှတ်နေတာတော့ရှင်းတယ်ပါလေ unified state unitary system တခုတည်းသောပြည်ထောင်စုလည်းမဟုတ်ဘူးအာဒါပေါ့မြန်မာနိုင်ငံတကယ်တကယ်ပါတော့သိတယ်နော်နတ်နတ်ပူးပြီးတော့អော်တာတော့မဟုတ်ဘူးចားဖြတ်ပူးတာ sorry sorry ရဘယ်လိုပဲဖြစ်ဖြစ်ဘဟုချောက်ကင်မှုအောက်ကလွတ်သွားတဲ့အတွက်ကြောင့်ဘဟုနဲ့ပြန်လဲပေါင်းစည်းနိုင်ဖို့ပို့ပြီးတော့ရှေ့ကြတဲ့ခရီးကိုရှောက်ရတော့မှာသဘောပေါက်လား ်အခုကစစ်တပ်ဟာလည်းဘိုဟိုမဟုတ်ဘူးကျွန်တော်ပြောပြီးစစ်တပ်ကဘိုဟိုမဟုတ်တော့ဘူးအဲ့ဒါကိုနေပြီးတော့အရင်တိုက်ကြီးပဲလုပ်နေကြတယ်မတူဘူးပြီးတော့နော်ကျွန်တော်တို့ဥပမာပေါ့ပြည်နယ်မြေပုံတွေနဲ့မြင်ဖူးတယ်မဟုတ်လားမြန်မာနိုင်ငံကိုပြည်နယ်မြေပုံတွေကရင်ပြည်နယ်ကချင်းပြည်နယ်ချင်းပြည်နယ်အယောင်နဲ့ခွဲထုတ်လိုက်အဲ့ဒါဆိုရင်အဲ့ဒီအတိုင်းအဲ့ဒီတိုင်းပဲဆက်ပြီးတော့တွားလိမ့်မယ်အဲ့ဒါဆိုရင်အနောက်ကတရုတ်ကပဝင်လာမှုဟာအဲ့ဒီအပိုင်းလိုက်အပိုင်းလိုက်လေးတွေကိုသူဆွဲကိုဆွဲနဲ့ ွဲကြမှာပေါ့ဗျာအဲ့တော့ကျွန်တော်တို့အေးတာကြီးရေရခိုင်ဖက်ကိုကချင်ကနေလမ်းអော်လာရမဟုတ်ဘူးအနောက်ကတရုတ်ဆွဲတော့ခံလိုက်ရတော့တိုက်ပါနေလို့အဲ့လိုဖြစ်လိမ့်မယ်မြင်သာအောင်ပြောပါတယ်